မင်္ဂလာပါအခရာစပွန်ရဲ့ Europa League Quarter Final အဆင့်ပထမအကြိမ်ပွဲစဉ်တွေရဲ့ပွဲကြိုသုံးသက်ချက်စီစဉ်တဲ့ပြန်လည်ပြီးတော့ဂျိုဆူလိုက်ပါတယ်ကျွန်တော်တို့အခရာ host ကောင်းခံနိုင်ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာလေဆင်ကစားသမားဟောင်းတန်ထောင်ဖြစ်ပါတယ်ကိုကြီးဒီတစ်ခေါက် Europa League ရဲ့ Quarter Final အဆင့်ပွဲစဉ်တွေကဒါကျွန်တော်ပွဲကောင်းနေတော့အများကြီးရှိတယ်ဒီထဲမှာပါဒါပိတ်သက်စိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်မဲ့ပွဲစဉ်တွေကိုတော့ရွေးချယ်ပေးထားတယ်ဘယ်ပွဲစဉ်လေးများဖြစ်မလဲဆိုတော့ပြပြပြပေါ့ဗျာ ဟုတ်ကဲ့ပါကွယ်ဒီပွဲစဉ်တော့ Robali Quarter Final အဆင်ပြေပထမကြုံပွဲစဉ်ဖြစ်ရှင်မြန်ကစားမယ် Lion အသင်းနဲ့ Manchester United တင်းတွေပွဲစဉ်မှာဖြစ်ပါတယ်ခင်ဗျာလက်ရှိဒါ Lion အသင်းကတော့ဒါကျွန်တော် League 1ရဲ့အဆင့်9နေရာမှာယက်တည်နေတဲ့အသင်းဖြစ်ပြီးတော့တစ်ဖက်က Manchester United အသင်းကတော့ဒီရသည့်အချိန်လေးတော်တော်လေးဆိုးဝါးနေပြီးတော့ဒါ Premier League မှာဆိုလည်းအဆင့်73နေရာမှာယက်တည်နေတဲ့အသင်းဖြစ်တယ်ဆိုတော့ဒါပေမဲ့တခုရှိတာကဒါ Manchester United အသင်းက Europa League မှာတော့တို့အနေနဲ့အနေထားကောင်းတစ်ခုကိုတော့ယက်တည်ထားနိုင်တော့မယ်ကျန်တဲ့ကျွန်တော်ဖလားပွဲစဉ်တွေအကုန်လုံးကလည်းထွက်ခွာခဲ့ရပြီဆိုတော့တို့မှလည်းမျှော်လင့်ချက်အနေနဲ့ဒါကျွန်တော် Europa League တစ်ခုပဲကျန်တော့တယ်ဆိုတော့ယိုပါလီတကူကနောက်နှစ်ရာသီချန်ပီယံလိဝင်ခွင့်ဆိုတာထက်ဥရောပဝင်ခွင့်လို့ပြောရင်တော့ကျွန်တော်မန်ချက်စတာယူနိုက်တက်အသွင်းတော့ကတော့ပို့ပြီးတော့မှန်လိမ့်မယ်ဗျဆိုတော့ဒီဖလားဟိုမှာတို့အနေနဲ့ဒါအမြင့်ဆုံးမျှော်မှန်းချက်မရှိဘူးဆိုရင်တော့နောက်ရာသီမှာတော့ဒါကျွန်တော်တို့ဥရောပဝင်ခွင့်နေအားလုံးကနေလွဲချော်သွားမယ်ဒါအနေထားတကူကနေကြုံတွေ့နေရတယ်တစ်ဖက်ကလိုင်ယွန်အသင်းကတော့တို့ရဲ့ဒါပုံစံခေါင်းလေးတကူကိုတော့ဒီရာသီမှာလဲဆက်လက်ပြီးတော့ထိန်းသိမ်းထားပြီးတော့ဒါဆင်ငါးနှစ်ရာမှာပဲဒါကျွန်တော်အကောင်းဆုံးရက်တည်နေတဲ့အသင်းတစ်သင်းဖြစ်တယ်ဆိုတော့ဒီနှစ်သင်းရဲ့ရှေ့ရပွဲစဉ်တွေရလက်တင်နေတူပဲဆက်လိုက်ကြအောင်ဗျ ကဲ့ပါခွေဒီနေ့တင်းကျွန်တော်ရှေ့ရပွဲစဉ်ရဲ့လက်တွေကိုကြည့်ရမယ်ဆိုတော့နှစ်သင်းကြားမှာတနေ့လေးကကွာဟချက်လေးရှိတယ်ဗျ။ Lion ကတော့နောက်ဆုံး၅ပွဲမှာကျွန်တော်တို့၄ body နိုင်ခဲ့တယ်။တပွဲပဲရှုံးခဲ့တယ်။ United ကတော့နောက်ဆုံး၅ပွဲမှာနည်းနည်းလေးတော့ကျွန်တော်ရုံးကန်နေရကျွန်တော်ပြန်ပြီးတော့တွေ့ရတယ်။ International Break မတိုင်ခင်မှာ United ကနောက်ဆုံးကျွန်တော်တို့9ပွဲဆက်တိုင်မရှုံးခဲ့ဘူးဗျ။အသေးပွဲတွေနဲ့နိုင်ပွဲလေးရှိတယ်။အသေးပွဲတွေတော့များတာမှန်တယ်။ဒါပေမဲ့ရက်လက်လေးတွေကပြောမယ်ဆိုတင်ငင်တဲ့အနေထားလေးပြန်ပြီးဖော်ဆောင်နိုင်တဲ့အနေထားလေးကျွန်တော်ကြုံတွေ့နေရတဲ့ဆိုရဲအနေထားလေးမှာမှ International Break ဝင်လာတယ်။အဲ့ဒါအပြီးပြန်ကစားရင် Tottenham Force နဲ့ပွဲစဉ်မှာတကူကူမရှိနဲ့ဆုံးရှုံးနေပြီးခဲ့တဲ့ Manchester Derby မှာကျွန်တော်တို့ဂိုးမရှိသေးကြခဲ့တယ်။အဲ့တော့ International Break ပြီးပြန်ကစားရင်2ပွဲလုံးမှာ United နဲ့တွင်းကိုရရှိအောင်ဆော့ဆောင်နိုင်ခြင်းမရှိဘူး။တစ်ဖက်က Lion ကတော့နောက်ဆုံး9ပွဲမှာ4ပွဲထိနိုင်ခဲ့တယ်။နိုင်ခဲ့တဲ့4ပွဲလုံးမှာလည်းကျွန်တော်တို့တွင်းကိုက2ဂိုးနဲ့အထက်မှာပဲတွေ့ရ တယ်။အဲ့ဒါအပြင်မှာရှုံးနေခဲ့တဲ့ကျွန်တော်တို့ Star Bomb နဲ့ပွဲစဉ်မှာဆိုလဲသူတို့ရဲ့တက်စစ်ဘန်ကတော့2ခုထိပြန်ပြီးသွင်းယူနိုင်ခဲ့တယ်။4ခုထိပေးခဲ့ရတော့4ခု2ခုနဲ့ရှုံးနေခဲ့ဆိုတဲ့အနေထားလေးကျွန်တော်ပြန်ပြီးကြုံတွေ့ခဲ့ရတယ်။အဲ့တော့ ပြောမယ်ဆိုတော့ line ကတော့ဒီယာဒီမှာတော့ကျွန်တော်ဒီ league မှာတော့ကျွန်တော်ဒီ league မှာနည်းနည်းလေးတော့ရုံးကန်ရတယ်ဒါပေမဲ့လည်းအရန်ဆွဆွရွားရီတော့မဟုတ်ဘူးလက်ရှိ league မှာအဆင့်9မှာရပ်တည်နေတယ်သူတို့ရဲ့တိုက်စစ်ပိုင်းဆွမ်းဆောင်ရင်ကောင်ပြတ်သားနိုင်ခဲ့တယ်တစ်ဖက်က United ကတော့တိုက်စစ်ပိုင်းဆွမ်းဆောင်ရင်တော်တော်လေးကိုကျွန်တော်နင်းကြနေတာတွေ့ရတယ်ပြီးခဲ့တဲ့ Northern Forest တို့ Man City နဲ့ပွဲစဉ်မှာဆိုလေတိုက်စစ်ပိုင်းကသူတို့ရရှိအောင်မဆွမ်းဆောင်နိုင်နိုင်ဘူးဆိုတဲ့အနေထားကတော့ဒီပွဲစဉ်မှာပြောမယ်ဆိုတော့ line ဝင်အိမ်ဝင်မှာတော့ United ကတော်တော်လေးကိုခက်ခဲမယ်ဗျအဲ့တော့တိုက်စစ်ပိုင်းကဆွမ်းဆောင်ရင်ကောင်မပြတ်သားနိုင်ခဲ့ဘူးဆိုရင်တော့ခန်စစ်ပိုင်းကတော့ဆွမ်းဆောင်ရင်ကောင်ပြတ်သားနိုင်မှုလို့လေအဲ့လိုမှမဟုတ်ဘဲနဲ့ line ကိုသင်ရဲ့ အင်ဝင်းမာတာကျွန်တော်ရက်လက်ပိုင်းကပြက်ပြက်သားသားနဲ့ရှုံးနေသွားမယ်ဆိုတော့ဒုတိယကြောတွေ့ရမယ်အိုဒက်ဖူပွဲစဉ်အတူတူမျောလင်းချက်လေးတွေမဲ့သွားနိုင်တယ်ဆိုရဲအနေထားလေးမှာရှိတယ်ဗျအဲ့တော့ United ရဲ့ DRD ကတော့ပြောမယ်ဆိုတော့ဒီ group ပါလီကသူတို့နောက်ရသည်မှာ Champion League ဝင်ရဖို့အတွက်တခုတည်းသောမျောလင်းချက် Premier League မှာလည်းဗာမျောလင်းချက်မှာထားစရာမရှိတော့ဘူးနောက်ထပ်ဗာဖလားပြိုင်ပွဲမှာလည်းမရှိတော့ဘူးဆိုရဲအနေထားကတော့ဒီပွဲစဉ်က United ကတော့ပို့ပြီးတော့အရေးကြီးတယ်အရေးကြီးရတယ်အများသူတို့ကလည်းဖိအားလေးပို့ပြီးများမယ်ဆိုရဲအနေထားလေးမှာကျွန်တော်တွေ့ရမယ်ဆိုရဲပွဲလေးလည်းဖြစ်တယ်ဗျအဲ့တော့ဒီပွဲစဉ်ကတော့ Asian Lion ကိုသိနေတဲ့ United ကိုဘလို့မှုများကျွန်တော်တို့အဲ့ခံပြီးတော့ကစားမလဲ ယ်ကျွန်တော်ဒီဧည့်သည် United အသင်းအရအောင် Ancient Lion ကိုဘယ်လိုမျိုးဒုက္ခပေးနိုင်မလဲဆိုတဲ့အနေထားလေးပြန်ပြီးစောင့်ကြည့်ရမယ့်ပုံစံတွေဖြစ်ပါလိမ့်မယ်ခင်ဗျာ ဟုတ်ကဲ့ပါကိုကြီးဒီတကောင်းကောင်းတော့ဒါတောင် Lion အသင်းနဲ့ Manchester United အသင်းတို့ရှင်ပြိုင်ကစားမဲ့အနေအထားတစ်ခုမှာတစ်ဖက်ကကြည့်မယ်ဆိုတော့ Manchester United အသင်းဒီရာသီသူတို့အနေနဲ့ပြိုင်ပွဲဆုံးဒါတော်တော်လေးကိုရလက်ပိုင်းဆိုင်ရာအရာခြေစွမ်းပိုင်းဆိုင်ရာအရာအခြေအနေတွေဆိုးွားနေရဲ့လက်ရှိဒါကျွန်တော်နောက်ဆုံးနှစ်ပွဲဆက်တိုက်လဲသူတို့ရဲ့ဒါကျွန်တော်တို့တိုက်ဆက်ပိုင်းဆိုင်ရာအရာမသွင်းကိုတွေမသွင်းယူထားနိုင်ခဲ့ဘူးဒါပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ Manchester United အသင်းကဒါဥရောပပြိုင်ပွဲဒါ Europa League မှာအခုချိန်ထိဒါရှုံးပွဲမရှိသေးတဲ့တသင်းတည်းသောအသင်းပြဒီအနေအထားတွေကြောင့်ဒါ Manchester United အသင်းကဒါရှုံးထွက်အဆင့်ရှုံးထွက်အဆင့်ကိုမှဒါကျွန်တော်တို့ ပြည်တွင်းဖလားပွဲစဉ်တွေဒါ FA ကတော့ကာရာဘောင်းတို့မဟုတ်ဖဲနဲ့ဒီဥရောပပွဲစဉ်ယူပါလီမှာဆိုရင်တော့ Manchester United အသင်းရဲ့အခြေအနေကတော့တော်တော်လေးကိုကောင်းမွန်နေစေအနေအထားတစ်ခုတော့ကျွန်တော်မြင်တွေ့ရတယ်ဒီ quarter final အဆင့်မှာလည်းဒါကျွန်တော် Lion အသင်းနဲ့တွေ့ဆုံခဲ့ရတဲ့အခါမှာသူတို့အနေနဲ့နှစ်ကြော့ဇလုံးမှာသာကျွန်တော်တို့ဒါခြေစွမ်းလေးပုံမှန်လေးသာကျွန်တော်ထိမ့်သိမ်းနိုင်ခဲ့မယ်ဆိုရင်လည်းနောက်ထပ်တစ်ဆင့်တက်လှမ်းဖို့အတွက် chance ကအပြည့်အဝတော့ရှိနေတော့မှာဗျတစ်ပတ်ကကြည့်မယ်ဆိုရင်တော့ Lion အသင်းရဲ့ခြေစွမ်းပိုင်းဆိုင်ရာအရာမှာတော့ဒါကျွန်တော်နောက်ပိုင်းပွဲစဉ်တွေမှာတော့ပို့ပြီးတော့ကောင်းမွန်လာတော့ကျွန်တော်တွေ့ရတယ်ဗျဆိုတော့ဒါကျွန်တော်ပြည်တွင်းဖလားပွဲစဉ် နေ့ဒါကျွန်တော်တကယ်အသိအကျင်းနဲ့တွေးဆတဲ့ပွဲစဉ်တွေမှာတော့မဟုတ်ပဲသူတို့အနေနဲ့ဒါနောက်ဆုံးတွေးဆခဲ့တာတော့ဒါပွဲ Paris Saint Germain အသိနဲ့တွေးဆခဲ့တယ်အဲ့ဒီပွဲစဉ်မှာတော့မဟုတ်ပဲဒါ2-3နဲ့သူတို့တကူကျွန်တော်အကွာနဲ့ပဲဒါကပ်ပြီးတော့ရှုံးခဲ့တယ်ဆိုတဲ့အနေအထားတစ်ခုတော့တွေ့ရတယ်ကျန်တဲ့ပွဲစဉ်တွေအကုန်လုံးအနိုင်ရရှိခဲ့တယ်နောက်ဆုံးကျွန်တော်ဒါ Star Ball နဲ့တွေးဆတဲ့ပွဲစဉ်မှာတော့ဒါ4-2ဆိုတဲ့ရာလတ်တစ်ခုနဲ့တော့သူတို့ထပ်ပြီးတော့ရှုံးနေခဲ့သေးရဲ့ဗျဒါပေမဲ့ကျွန်တော်ပွဲစဉ်တွေမှာတော့သူတို့အကောင်းဆုံးခြေစွမ်းပြထားနိုင်ခဲ့သူတို့တိုက်ဆက်ပိုင်းဆိုင်ရာအရာမှာလည်းတွင်းကိုတွေအကောင်းဆုံးတွင်းယူနိုင်ခဲ့တယ်ဒီအချက်ကပဲ Manchester United အသင်းနဲ့ကွာခြားသွားတယ်လို့ကျွန်တော်ပြောရမယ် Manchester United အသင်းရဲ့ ိုက်ဆက်ပိုင်းကတော့ဒါကျွန်တော်နောက်ပိုင်းမှာတော့တော်တော်လေးကိုဒါဆိုးွားနေအောင်တွေးရတယ်ဗျာဆိုတော့ဒါနောက်ဆုံး၅ပွဲမှာဒါ၈ရက်၃ပွဲမှာတော့တို့အနေနဲ့ဒါ twin code တွေ twin ယူနိုင်ခဲ့တယ်ဒါ real society နဲ့ဆိုရင်လည်းတို့အကောင်းဆုံးဒါခြေစွမ်းပြနိုင်ခဲ့တယ်ဗျာဒါ4-1ဆိုတဲ့ရလက်အထီကိုဒါတို့အနိုင်ရရှိခဲ့တယ်တို့နောက်ကျွန်တော် Leicester City နဲ့တွဲဆုံတဲ့ပွဲစဉ်မှာလည်းဒါ3-6ဒါကျွန်တော်ပြက်နဲ့အနိုင်ရရှိခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒါနောက်ဆုံးတွဲဆုံခဲ့တဲ့၂ပွဲဖြစ်တဲ့ Northern Forest အသင်းကို1-0နဲ့ရှုံးနေခဲ့တယ်လို့ဒါကျွန်တော်တို့ Manchester City အသင်းကိုလည်းဒါကျွန်တော်စီးစီးဆိုတဲ့ရလက်တစ်ခုနဲ့ဒါတေးရလက်ထွက်ပေါ်ခဲ့တယ်ဗျာအဲ့ဒီပွဲစဉ်မှာလည်းတို့အနေ နဲ့အကောင်းဆုံးဒါကျွန်တော်တိုက်စစ်ပိုင်းဆိုင်ရာအရာသာဆွမ်းဆောင်ရည်ဒီထက်ပိုပြီးတော့မြင့်မယ်ဆိုရင်အနိုင်ရရှိသင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပေမဲ့ဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာလည်းတို့အနေနဲ့ကိုသွင်းယူနိုင်ခဲ့ခြင်းမရှိခြင်းအားပဲတို့တေးရလက်အထိဒါဥတည်သွားစေခဲ့တယ်လို့ကျွန်တော်ပြောရမယ်ဆိုတော့ဒီအနေအထားတွေကြောင့်ဒါကျွန်တော်ဒါ Lion အသင်းနဲ့ Manchester United အသင်းတို့ရဲ့ quarter check ကတော့တိုက်စစ်ပိုင်းလို့ပဲအဓိကပြောမှာဖြစ်ပြီးတော့ဒီတစ်ခေါက်ဒါကျွန်တော် Lion အသင်းရဲ့အိမ်ကွင်းမှာတော့ Manchester United အသင်းကတော့တိုက်စစ်ပိုင်းရတာရှေ့ရပွဲစဉ်တွေလို့တွင်ကိုရရှိဖို့ခက်ခဲနေအောင်မယ်ဆိုရင်တော့ဒီနေ့ပွဲစဉ်တို့တို့ခက်ခဲသွားမယ်ပွဲစဉ်တွေဖြစ်သွားဖို့ရရှိပါတယ်ဗျ ဟုတ်ကဲ့ပါကွေကျွန်တော်ဒါ Lion အသင်းနဲ့ Manchester United အသင်းတို့ကဒါရှေ့မှာတော့သူတို့အနေနဲ့ထိတ်တိုက်တွေးဆုံခဲ့တာမျိုးတွေရှိခဲ့တယ်ဗျ။ဆိုတော့ဒါတော်တော်ဝေးနေပြီ။ဆိုတော့အဲ့ချောင်းလေးလည်းပြပြပေးပါဦး။ ဟုတ်ကဲ့ပါကွဒီနေ့သင်ရဲ့ထိရအတွက်ဆုံကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ဒီနေ့သင်ကကျွန်တော်ဒီ official tournament မှာတော့မတွေ့ရတော့လေးကြာပြီဗျအဲဒါပေမဲ့ international friendly အနေနဲ့ရှင်ပြန်ကစားခဲ့တယ်2023ကပွဲစဉ်မှာတော့ကျွန်တော်ဒီချိန်တွေ့ဆုံခဲ့ပဲဒါကတော့အနည်းဆက်ဆုံးပေါ့ဒါကလည်းရာသီကြိုးခြေစမ်းပွဲဆိုတော့အရင်ကြီးတော့ကြည်ကြီးမားမားတက်ရောက်မှုမရှိဘူးအဲ့ဒီပွဲစဉ်မှာ United က2023မှာကျွန်တော်ဒီတကူးကူးမရှိနဲ့နိုင်ခဲ့တယ်အဲ့ဒီမတိုင်ခင်ကျွန်တော် Champion League မှာတော့၄ချိန်ထိတွေ့ဆုံခဲ့ဘူးတယ်အဲ့တော့2004ရှင်ပြန်ကစားခဲ့တဲ့အုပ်စုအဆင့်ပွဲစဉ်တွေမှာဆိုရင်တော့ United ကအင်ဂိုးမှာ2ဂိုးတိုးနဲ့နိုင်တယ်လိုင်ယွန်သင်ရဲ့အင်ဂိုးမှာဆိုရင်တော့2ဂိုးစီတေးကြတယ်အဲ့လိုပဲနောက်ထပ်ကျွန်တော်ဒီ Champion League 2008ခုနှစ်မှာ ရှင်မြန်ကစားခဲ့တဲ့ချန်ပီယံလိကျွန်တော်တို့ရှုံးထွက်အဆင်ပေါ့နော်16သင်းဆင်ရှုံးထွက်မှာတော့ United ကအင်ဂွန်းမှာလိုင်ယွန်တကူးမရှိနိုင်နဲ့လိုင်ယွန်သင်းရဲ့အင်ဂွန်းမှာဆိုရင်တစ်ဖက်တကူးစီတေးကြအဲ့တော့ဘာထူးခြားတာတွေ့ရလဲဆိုရင် United ကတော့အင်ဂွန်းမှာရှင်မြန်ကစားခဲ့တဲ့လိုင်ယွန်နဲ့တွေ့ဆုံမှုတိုင်းမှာတော့နှစ်ချိန်လုံးနိုင်ခဲ့တယ်လိုင်ယွန်သင်းရဲ့အင်ဂွန်းမှာရှင်မြန်ကစားခဲ့တဲ့အဝေးဝန်းပွဲစဉ်မှာဆိုတော့နှစ်ချိန်လုံးတေးကြခဲ့အဲ့တော့ United ကတော့လိုင်ယွန်နဲ့တွေ့ဆုံခဲ့တဲ့ head to head အနေထားတော့နောက်ဆုံး official tournament မှာဆိုရင်၄ချိန်ရှိတယ်၄ချိန်မှာ2ပွဲနိုင်2ပွဲတည်ရှုံးဝဲတော့မရှိထားဘူးဗျအဲ့ဒီရော United အသင်းတော်ကနည်းနည်းလေးဒါတော့စိတ်တက်တာရစီတယ်ကျွန်တော်တို့ပြောရမယ်ဆိုတော့ head to head တမိုင်းကြောင်းအစင်တာလေးလို့ ျွန်တော်ဆိုချင်တယ်အဲ့တော့ပြောမယ်ဆိုတော့ Lion အသင်းအင်ဂူမာဆိုရင်တော့ United အနေနဲ့အ ਨੇ ဆုံးတော့တေးကစားနိုင်တယ်အဲ့လိုပဲ Lion ကလည်းအင်ဂူမာဆိုရင်တေးရက်လည်းပဲရပြီးတော့နိုင်ပွဲတော့ရရှိအောင်မဆွမ်းဆောင်နိုင်ဘူးအဲ့တော့ဒီချိန်တွေ့ဆုံမှာတော့ Lion ကလက်ရှိ United ကကြာဆင်းနေတဲ့အခြေအနေကိုအခွင့်အရေးကောင်းဖြစ် United ဒါမှမဟုတ် United ကပဲသူတို့ရဲ့စံချိန်ကောင်းတွေကိုဆက်ပြီးတော့ထိန်းသိမ်းနိုင်ပြီးတော့အိမ်ဝင်ပွဲစဉ်မှာ Lion ကိုကြော်ဖြတ်ဖို့အတွက်ပေါ့ဒီအခုအဝေးဝင်ပွဲစဉ်မှာရက်လက်ကောင်းတစ်ခုရရှိအောင်ဆွမ်းဆောင်သွားနိုင်မလားအဲ့လေးပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ် ဟုတ်ကဲ့ပါကိုကြီးဆိုတော့လက်ရှိအနေထားတွေအရာတော့ဒါ Manchester United အသင်းရဲ့ခြေစွမ်းပိုင်းဆိုင်ရာအရာတော့ဒါကျွန်တော်တို့ line ကိုအသင်းကိုနိုင်ဖို့ဆိုတော့နိုင်ရခက်ခဲအောင်မဲ့အနေထားတစ်ခုပါဆိုတော့ချိန်မှာတို့အနေနဲ့တော့ official ဒါကျွန်တော်ပြိုင်ပွဲအနေနဲ့ထိတိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေကလည်းဒါ Manchester United ဘက်ကကြည့်မယ်ဆိုရင်တော့ဒါကျွန်တော် Sir Alex Ferguson လက်ထက်ကတည်းကပွဲစဉ်တွေဖြစ်တယ်ဆိုတော့ဒီတစ်ခေါက်မှာတော့ဒါတော်တော်ကြီးကို꿰ပြားသွားတဲ့အနေထားတစ်ခုတော့ကျွန်တော်မြင်တွေ့ရသလိုဒါ Manchester United အသင်းကလည်းဒီအားဒီမှာတို့ရဲ့ရုံးကန်နေရတဲ့အနေထားတစ်ခုကို line ကိုအသင်းကအကောင်းဆုံးအခွင့်အရေးယူသွားနိုင်ပါမလားဒါလေးကျွန်တော်တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပြီး ော့ Lion အသင်းကတော့ဒါပထမအကျော်အိမ်ကွင်းဖြစ်တဲ့အတွက်သူတို့အနေနဲ့အကောင်းဆုံးစွန့်ဆောင်ရည်တစ်ခုကိုတော့ပြသမှု Manchester United အသင်းကဘယ်လိုခြေဖြတ်သွားနိုင်မလဲဆိုတော့ပဲကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပြီးတော့ဒါပထမအကျော်မှာတော့ဒါနှစ်သင်းရဲ့ဒါထိတိုက်တွေးဆမှုမှာတော့ဒါဒုတိယအကျော်မှာတော့ပို့ပြီးတော့ပြင်းထန်ဖို့ရရှိတယ်ဆိုပေမဲ့ပထမအကျော်မှာလည်းဒါကျွန်တော် Lion အသင်းရဲ့တစ်ဖက်သက်ဖိအားပေးမှုကို Manchester United အသင်းကခံစားသွားရမှာလားဆိုလို့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ပါကိုင်ဆိုတော့လက်ရှိလက်ရှိအနေထားတွေအရတော့ Manchester United အသင်းမှာတော့ဒါကြတချို့ကစားသမားတွေဒါကျွန်တော်ရှေ့မှာရသည်တလျှောက်လုံးဒါကျွန်တော်တို့ဒိုင်ယန်ပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ကစားသမားတချို့ပြန်ပြီးတော့ပါဝင်လာခဲ့ရတယ်ဆိုပေမဲ့ဒါတရားသီလုံးစာနားသွားတဲ့ကစားသမားတွေရောဆက်လက်ပြီးတော့ဒါဒိုင်ယန်ပြဿနာတွေတော့ရှိနေတော့မယ်တခြားအဓိကကစားသမားတော်တော်များများလည်းဒိုင်ယန်ပြဿနာတွေရှိနေတော့မယ်ဗျတစ်ဖက်ကကြည့်မယ်ဆိုတော့ Lion အသင်းကတော့သူတို့ရဲ့ဒါကစားသမားတယောက်လောက်ကိုပဲသူတို့ဆုံးရှုံးထားရတယ်ဆိုတဲ့အနေထားတစ်ခုမှာဒါကျွန်တော်အကောင်းဆုံးပုံစံတစ်ခုအကောင်းဆုံးဒါကျွန်တော်တို့ကစားခွက်တစ်ခုကိုတော့ ုပုံဖော်နေနိုင်တော့ဝယ် Manchester United အသင်းဘက်ကတော့ဒါအကောင်းဆုံးဆိုတဲ့ကစားကွက်တစ်ခုပုံဖော်ဖို့တော့အနိုင်ငယ်ခက်ခဲတယ်ဆိုပေမဲ့ဒါတချို့ဒဏ်ရာရကစားသမားတွေတတ်တာလာတာက Manchester United အသင်းရဲ့ကစားပုံအပြောင်းလဲလေးညာဖြစ်လာနိုင်မလားကိုယ့်ရဲ့အမြင်လေးနဲ့ပွဲထွက်ကစားသမားတွေကဘယ်လိုပုံစံလေးဖြစ်မလဲပြ ဟုတ်ကဲ့ပါကွယ်ပထမအုံးဆုံးကျွန်တော်ဒန်ရဆင်ကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ line ကတော့တို့အတင်းရဲ့ tactic ကစားသမားပေါ့နော်ဒီဒီက tactic ကစားသမားတူဦးဖြစ်တဲ့ Malif Fofana တယောက်လောက်ပဲဒန်ပြဿနာရှိတယ်ဒီပွဲစဉ်လွဲချက်ဖို့ရှိမယ်တစ်ဖက်က United ကတော့ Lushaw တို့ Missing Mount တို့ပြန်ပြီးတော့ဒန်ပြဿနာကနေပြန်ပြီးတော့အတင်းကိုပြန်ပူးပေါင်းလာနိုင်ပြီအတင်းရဲ့လူစင်းမှာပြန်ပါလာနိုင်ပြီဆိုမှလည်းဒန်ရပြဿနာမှာတော့ကစားသမားတော်တော်များများရှိနေတော့မယ်ဗျအဲ့တော့ကျွန်တော်ဒီ Queen Level မှာဆိုရင်တော့ကျွန်တော်တို့ပြောမယ်ဆို Kobe Mine တို့ဒန်ပြဿနာကြောင့်လွဲချော်မယ်ခန်းစစ်ဘက်မှာဆိုရင်တော့ကျွန်တော်ဒီ Lisandro Martinez တေချာပေါ့လွဲချော်ပြီးတော့ကျွန်တော်ဒီ အာကျွန်တော်ဒီ heaven နဲ့ကျွန်တော်နောက်ထပ် material delete ကလည်းဒီပွဲစဉ်မှာပုံမသေးကြဘူး delete ကတော့ပြီးခဲ့တဲ့ northern force နဲ့ပွဲစဉ်မှာခြေချင်းဝန်ထံရရှိသွားတဲ့အတွက်ကြောင့်ပြီးခဲ့တဲ့ man city နဲ့ derby ပွဲစဉ်မှာတော့လွဲချော်ခဲ့တယ်အဲ့တော့ဒီပွဲစဉ်မှာတော့ပြန်ပြီးတော့ပါဝင်လာနိုင်မလားဆိုတော့စောင့်ကြည့်ရမယ် heaven ကတော့မသေးကြသေးဘူးဒါပေမဲ့ပါဝင်ခဲ့ပြီးရှိရင်တော့အတင်းရဲ့ကျွန်တော်တို့ပြောမယ်ဆိုရင်အရင်ကစားသမားစင်းလောက်မှာတော့ပါဝင်လာဖို့ရှိလိမ့်မယ်ပဲအဲ့လိုပဲကျွန်တော်ဒီ tactical ကအာမတ်ဒီယာလိုလည်းထပ်ပြီးတော့လွဲချော်ဖို့ရှိလိမ့်မယ်အဲ့တော့ကျွန်တော်ဒီ kansetan ကတော့ကျွန်တော်ပြောမပြောမယ်ဆိုရင်လေးစံတော်မာဒီနန်ကတော့ယာဒီကုံထိနောက်ယာဒီထိလွဲချော်မှာဆိုတော့ထည့်ပြီးတော့ကျွန်တော်ပြောစရာတော့မလိုတော့ဘူးပြအဲ့တော့ ပြောမယ်ဆိုတော့နှစ်သင်းကြားမှာတော့လူစင်းအရာတော့ United ကတော့ဒန်ရပြဿနာပို့ပြီးတော့ရင်ဆိုင်နေတာတွေ့ရတယ်။ Lion ကတော့တိုက်စစ်ကစားသမား Forfana တယောက်ပဲဒီဘွဲစုံလွှဲချုပ်ဖို့ရှိနေမှာကြာ။ဖြစ်နိုင်မှာကျွန်တော် Lion အသင်းရဲ့ line up ကိုပြင်ပြီးကြည့်ရမှာဆို။ Lion အသင်းမှာလည်းကျွန်တော်တို့ Premier League နဲ့မဆိုင်တဲ့ကစားသမားအချို့တွေပါနေတယ်။ Arsenal အသင်းရဲ့ကစားသမားတွေဟိကစားသမားဟောင်းတွေဖြစ်တဲ့တိုက်စစ်ပိုင်းက Lacazette တို့ Mellet 9တို့ပါဝင်တယ်လို့မဟုတ် United ရဲ့ကစားသမားဖြစ်တဲ့ကျွန်တော်ဒီ Nemanja Matic ကလည်းကွင်းလယ်မှာရှိနေတယ်ဗျ။အဲ့တော့ပြောမယ်ဆိုတော့ဒီဘွဲစုံမှာလည်း Lion အသင်းကတော့ကျွန်တော်ဒီ Premier League နဲ့မဆိုင်တဲ့ကစားသမားအချို့နဲ့ပြန်ပြီးတော့ United ကိုရှင်ပြန်ကစားဖို့ရှိမယ်။ကုသမားနေရာမှာတော့ကျွန်တော်ဒီ Paris, Pep ဘက်ချမ်းခန်းစစ်မှာတော့ကျွန်တော်ဒီအာဂျီနာရဲ့ခန်းစစ်ကစားသမားတက်ကလီဖီကိုညဘက်ချမ်းမှာတော့မစ်ကလန်နိုင်အကျွန်တော်ခန်းစစ်အတွင်းနေရာမှာကျွန်တော်ဒီနီယာကိန်းနဲ့မာတာကွင်းလေအတွက်ဖက်မှာနေတော့ကျွန်တော်ဒီနေမချာမာတိန်နဲ့တက်စမန်နံပါတ်9ရုံးမှာတော့ ကျွန်တော်ဒီလက်ကဇက်ဘက်ဘက်ချမ်းမှာတော့ကျွန်တော်ဒီအမန်ဒါညဘက်ချမ်းမှာတော့နူအမက်နံပါတ်10ရူမှာတော့ထိုလီဆိုတို့ကိုထပ်ပြီးတော့တွေ့ရဖို့ရှိမယ်အဲ့လိုမှမဟုတ်ဘဲနဲ့အပြောင်းလဲလုပ်ချင်တယ်ဆိုတော့တိုက်ဆက်ပိုင်းမှာတော့ကျွန်တော်တို့ဂျော်ဂျီယာအသင်းရဲ့လူစဉ်ကစားသမားတိုက်ဆက်မှုဖြစ်တဲ့မီခါအိုတက်စီတို့ပါလို့လည်းတုံးလို့ရတယ်အဲ့တော့ပြီးတော့နောက်ထပ်ဒီဒီပြင်သစ်အသင်းရဲ့ကစားသမားတစ်ခုဖြစ်တဲ့ကျွန်တော်ဒီ Ryan Chucky တို့ကိုလည်းတုံးလို့ရတယ်ဗျာအဲ့တော့ Chucky နဲ့ကျွန်တော်ဒီ Mikhail Dazi တို့ပါဝင်လာမယ်ဆိုတော့ကျွန်တော် Lion အသင်းရဲ့တိုက်စစ်ကပို့ပြီးတော့ကျွန်တော်နည်းနည်းလေးအားသာချက်ရှိအဲ့ဒါအောင်မှနောက်ထပ် West Ham အသင်းရဲ့ကစားသမားအောင်ဖြစ်တဲ့ကျွန်တော်ဒီ Banrama တို့ပါဝင်လဲရှိရဆိုတော့ လိုင်ယွန်သင်းရဲ့တက်စစ်နဲ့ကွင်းလယ်ဘက်ကလည်းပြောရမယ်ဆိုတော့အရင်ကတော့အားနေနေဆိုတဲ့အနေထားမှာတော့မဟုတ်ဘူးသူတို့ကလည်းကျွန်တော်တို့ပြောရမယ်ဆိုတော့တက်စစ်နဲ့ကွင်းလယ်အစုဖွဲ့ရယူနိုက်တက်ရဲ့ခန်းစစ်ကိုကောင်းကောင်းလေးဒုက္ခပေးနေတဲ့အနေထားမှာရှိလို့ခန်းစစ်ပိုင်းမှာလည်းကျွန်တော်တို့မက်လစ်နိုင်းတို့တက်ကလီဖီကူတို့ကစားသမားတွေပြီးတော့ခရိုရှားရဲ့လေဆင်းကစားသမားကလီတာကာတို့လိုကစားသမားတွေလည်းရှိရကြမှာအရင်ကတော့လိုင်ယွန်သင်းရဲ့လူစင်းအရာတော့နေပါနေရဆိုတဲ့အနေထားလေးမှာတော့မရှိဘူးဗျယူနိုက်တက်ကိုအကောင်းဆုံးအပြေးအဝပြန်ပြီးတော့ဒုက္ခပေးနိုင်တယ်ဆိုတဲ့အနေထားလေးမှာရှိတယ်။ယူနိုက်တက်ကလည်းပြောရမယ်ဆိုရင်လူစင်းအင်အားအရာတော့ပြီးခဲ့တဲ့ကျွန်တော်တို့ international break မတိုင်ခင်တဲ့ဆိုင်တော့ပို့ပြီးတော့လူစင်းအင်အားပို့ပြီးတော့ကောင်းလာ Mavi, ခန်းစစ်တိုင်းကကျွန်တော်တို့လူရှိုးတို့ကွင်းလင်ရမစ်စင်မောင်းတို့ပြန်ပြီးတော့ဒန်ယံပြဿနာပြန်ပြီးတော့တက်တာလာရှိသလိုအကဲဒီပွဲစဉ်မှာတော့ဒီလစ်တို့ဟေဗင်တို့ပြန်ပြီးတော့ပါဝင်နိုင်မယ်ဆိုရင်တို့မှလည်းရွေးချယ်စရာအများကြီးရှိတယ်အဲ့တော့ဖြစ်နိုင်မယ့် United ရဲ့ကစားသမားလူစင်ကိုပြန်ပြီးကြည့်ရမယ်ဆိုရင်ကုသမနေရမှာတော့တေချာတော့အိုနာနာပဲထပ်ပြီးပို့ထားဖို့ရှိပါလိမ့်မယ်ခန်းစစ်သုံးအောင်တန်းနေရမှာတော့အကဲလူရှိုးတို့ဒီပွဲမှာသုံးနိုင်ခဲ့မယ်ဆိုရင်လူရှိုးက SCB နေရမှာကစားနိုင်နေတာလေးရှိတယ်ဒါပေမဲ့လည်းလူရှိုးကကာလာရှေချာပေါ့နော်ကျွန်တော်အသင်းရဲ့လူစင်ကနေဝေးကွာထားတာဆိုတော့ချက်ချင်းတော့ line နဲ့သုံးနိုင်မှုတော့မဖြစ်နိုင်ဘူးအရင်စင်းထဲမှာပြန်ပါဝင်လာဖို့ရှိလိမ့်မယ်အဲ့တော့ဘယ်ဘက်ချမ်းနေရမှာပို့ထားလာနိုင်ဝင်ရှိတာလေ9 ိုတို့ခန်းစစ်အတွင်းတို့နေရာမှာဟယ်ရီမက်ကွာယာညာဘက်ချမ်းနေရာမှာတော့ဒီလစ်ကစားနိုင်မယ်ဆိုတော့ဒီလစ်ဒီလစ်မကစားနိုင်အောင်ဆိုတော့မာဇာရီထပ်ပြီးတော့တွေ့ရဖို့ရှိမယ်ညာဘက်ချမ်းရိုက်ဝင်းဘက်နေရာမှာတော့ဒီယိုဂိုဒါလောဘယ်ဘက်ချမ်းလက်ဖွင့်ဘက်နေရာမှာကျွန်ဒီပက်ထရစ်ဒေါ်ကူကွင်းလက်အတွက်ဖက်နေရာမှာယူနိုက်တက်အနေနဲ့ဒီပွဲစဉ်မှာရွေးချယ်လို့ရတဲ့ကစားသမားတွေများတယ်ဗျဥကာဒေးကက်စမဲတို့တော့ပြန်ပြီးတော့သုံးမလားဒါမှမဟုတ်ဥကာဒေးဖိုင်နယ်တက်ကိုသုံးပြီးတော့ကျွန်ဒီနံပါတ်10ရို့မှာမစ်ဆင်မောင်းတို့ဘာလို့ပြန်ပြီးတော့သုံးမလားဒါမှမဟုတ်ကနာချိုဆက်စီကိုနံပါတ်10ရို့ထားပြီးဝိုင်လန်ကိုနံပါတ်9ရို့မှာသုံးမလားအဲ့လိုမှမဟုတ်ဘဲနဲ့ဝိုင်လန်ကိုအနားပေးပြီးတော့ဆက်စီနံပါတ်9ရို့ကနာချိုကနောက်ချန်ဖိုင်နယ်တက်ကနောက်ချန် ်ဦးကာဒင်းနဲ့ကက်စမန်ယူတို့ကကွင်းလယ်အတွက်ဖက်အဲ့လိုလေးလေတုံးလို့ရနေဆိုတဲ့အနေထားလေးဖြစ်လာပြီးမစ်ဆန်မောင်းလည်းထည့်ပြီးတုံးလို့ရနေဆိုတဲ့အနေထားလေးဖြစ်လာပြီးဆိုယူနိုက်တက်မှာလည်းယူချစ်စရာလူစင်းလေးတွေများတယ်ဗျအဲ့တော့လူစင်းအင်းကတော့ယူနိုက်တက်ကဆော်ရဲဘော်ကလူစင်းနဲ့ကျွန်တော်နေမကြီးကစားမအင်အားမှာယူနိုက်တက်ကပို့ပြီးတော့တာတာမှန်တယ်ကျွန်တော်တစ်ဖက်ကလိုင်ယွန်ကတော့ပရီးမီယံလိနဲ့မစိမ့်တဲ့ကစားသမားရဲ့ပါတာမှန်နေပြီးမဲ့လေလာဂါဆက်တို့နီမဂျန်မာတစ်တို့ရဲ့ကျွန်တော်ပြောရမယ်ဆိုရင်ဂျာစင်းနေတဲ့အသက်ရွယ်ပိုင်းအသက်ရွယ်ပိုင်းကဂျာစင်းနေတဲ့ခြေစားမအင်းကစားအားတွေကြောင့်တော့ပြောရမယ်ဆိုရင်တော့နည်းနည်းလေးတော့လိုင်ယွန်အသင်းကတော့ နည်းနည်းလေးတော့အားတော့နည်းတယ်ဗျကစားသမားအင် အားအရာပေါ့နော်ဆော်ရဲဘော်လူစင်းအရာတော့ဒါမဲ့အတင်းရဲ့ဖောင်အရာလက်ရှိအတင်းရဲ့ရက်လက်ပိုင်းအရာတော့လိုင်ယွန်အတင်းရဲ့ United တက်ဆိုင်တော့အများကြီးတာစီရနေရမှန်တယ် United ကတော့နောက်ဆုံးနှစ်ပွဲမှာ twin ကိုရရှိဖို့တော့ခက်ခဲနေတယ်ဆိုတဲ့အနေထားဒီပွဲစဉ်မှာတော့ဘယ်လိုမျိုးလူစင်းအပြောင်းလဲကစားသမားအပြောင်းလဲရင်းနဲ့အတင်းရဲ့ကစားဘုံအပြောင်းလဲရေလောက်လာမလဲဆိုတော့ပြန်ပြီးတော့စောင့်ကြည့်ရမယ်ပွဲစဉ်ဒီပွဲဖြစ်ပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ကိုဆိုတော့လူစင်းမိုင်းဆိုင်ရာအရာမှာတော့လိုင်ယွန်အတင်းရဲ့လည်းအရင်နင်းကြနေတဲ့အနေထားတစ်ခုမှာတော့မရှိဘူးဗျဆိုတော့ဒါအဓိကဒါသူတို့ရဲ့ဒါတိုက်စစ်ပိုင်းဆိုင်ရာအရာမှာလာကာဆက်လဲဒါဒီယာဒီမှာသူတို့နေ တွင်းကိုးတွေနဲ့ဒါတက်သိပြနေတော့မယ်ဒါကျွန်တော်တို့နံပါတ်9ရိုးစစ်စစ်ဖြစ်တဲ့ကစားသမားဖြစ်တဲ့အတွက်ဒါကျွန်တော်တို့တွင်းကိုးတွေရောတောက်လျှောက်မြင်တွေ့ရတယ်လို့နောက်ကျွန်တော်နံပါတ်10ရိုးကတိုလီဆိုတာလဲဒီရာဒီမှာကျွန်တော်တွင်းကိုးတွေရောဂိုးဖက်နေမှုတွေရောသူတို့အနေနဲ့ရှိထားခဲ့တယ်ဗျဆိုတော့တစ်ဖက်ကကျွန်တော်တို့ဒါ ဒီတောင်ပန်တစ်ဖက်တစ်ချက်ကတော့ကျွန်တော်တိတ်ပြီးတော့သဘောမကျဘူး။ကျွန်တော် Lion အသင်းကတော့အဓိကကျွန်တော်ဒါကွင်းလေကစားသမားမှာကျွန်တော်ဒါ Manchester United အသင်းရဲ့ကစားသမားဟောဒါနာမည်ကမာတစ်အနေနဲ့ဒါကျွန်တော်ပါဝင်ပြီးတော့ပွဲထွက်ကစားလာမယ်ဆိုရင်တော့ဒါ Manchester United အသင်းရဲ့ဒါကွင်းလေကိုသူ့အနေနဲ့ဖတ်နိုင်ဖို့ပို့ပြီးတော့များတယ်ဗျ။ဆိုတော့ဒီအနေအထားတစ်ခုကတော့ကျွန်တော်ဒါစိုးရိမ်နေရရှိတယ်။နောက်တဲ့တစ်ခုကတော့သူတို့ရဲ့ဒါ cancel ပိုင်းဆိုင်ရာ cancel ပိုင်းဆိုင်ရာအရာမှာ Manchester United အသင်းထက်ဆိုင်တော့ကျွန်တော် Lion အသင်းရဲ့ cancel ကိုတော့အနည်းငယ်ပို့ပြီးတော့သဘောကျတယ်။တစ်ဖက်က Manchester United အသင်းကတော့အဓိကကျွန်တော်ဒါအထောင်တိုက်စစ် စ်ကစားသမား white line ရဲ့ဒါကျွန်တော်တို့ဂိုးပေါက်ပျောက်ဆုံးနေမှုတွေကဒါကျွန်တော်တို့ဒါပွဲစဉ်တွေမှာတောက်လျှောက် တောက်လျှောက်တွေ့နေတာသူအနေနဲ့ဒါဒီပွဲစဉ်မှာတကိုးသွင်းယူခဲ့တဲ့ဆိုပေမဲ့နောက်ထပ်ပွဲစဉ်မှာအဲ့လိုမျိုးဂိုးသွင်းယူနိုင်မှုအတွက်ကိုထပ်ပြီးတော့ရုန်းကန်နေရတော့မယ်ဗျာဆိုတော့ပုံမှန် number 9ရုပ်ကစားသမားဒါပုံမှန်ထောင်တိုက်စစ်စစ်စစ်ကစားသမားတယောက်အနေနဲ့ဒါကျွန်တော်တို့ဒါပွဲစဉ်တိုင်းဂိုးသွင်းနိုင်ခြင်းမရှိဘူးဆိုရင်တော့မှပဲသူအနေနဲ့ဒါဘောလုံး position ယူမှုတွေဒါနောက်တန်းထဲမှာသူအနေနဲ့ပြေးလွှားတဲ့ပုံစံတွေကျွန်တော်ဘောလုံးအုံတော့ပေါ့နော်ဆိုတော့အဓိကအနေနဲ့သူရဲ့ဘယ်လိုမျိုးစဉ်းစားမလဲ တော့ဘောလုံးကဒါဂိုးတဲ့ကိုမသွင်းနိုင်ဘူးဆိုရင်တော့မှပဲဒါတခြားကစားသမားတွေအတွက်သူ့အနေနဲ့ space တွေဒါလွတ်အောင်လို့ဖန်ပြီးပေးရမယ့်အနေအထားတစ်ခုမှာ white line အနေနဲ့ဒီအနေအထားတစ်ခုထိရောက်ဖို့ဒါဒီတရားဒီလုံးမှာကျွန်တော်တို့မတွေးရသေးဘူးဗျဒီအနေအထားတစ်ခုကြောင့်ဒါ white line ထက်ဆိုင်ဒီနေရာမှာကျွန်တော်ဇက်စီယိုများကျွန်တော်ဒီနေ့ပွဲစဉ်မှာ ပို့ပြီးတော့တွင်းရမယ်ဆိုလို့ရှိရင်တော့ဒါတွင်းကိုဒါပို့ပြီးခံမှန်းလို့ရမယ်အနေအထားတစ်ခုတော့ကျွန်တော်တို့ဒါမြင်တွေ့သွားရဖို့တော့ရှိတယ်ဆိုတော့ဒီဘက်ကဒါ Fernandez ကိုကျွန်တော်တို့ဒီနေရာမှာကစားတာထက်ဒါ Queen လက်မှာထားပြီးတော့ဒီနေရာမှာ Mason Mount နဲ့ကျွန်တော်ခနာချို တွဲပြီးတော့ကစားခိုင်းမယ်ဆိုရင်တော့ဒါ Manchester United အသင်းရဲ့တိုက်စစ်ကတော့ပို့ပြီးတော့အသက်ဝင်လာဖို့ရတော့ရှိတယ်ဒါပေမဲ့မဟုတ်ဖဲနဲ့ဒါခနာချို Fernandez ဒါ Ugarte Casemiro ကိုပဲဒါကစားခိုင်းမယ်ဆိုရင်တော့ဒါ Queen လက်မှာတော့အသာစီးရယူမယ်ဘောလုံးတွေဖြတ်တောက်နိုင်နေဆိုပြီးမဲ့တိုက်စစ်ပိုင်းမှာတော့အသက်မဲ့တဲ့ Manchester United အသင်းကိုပဲထပ်မံပြီးတော့မြင်တွေ့သွားဖို့ရှိတယ်ဗျဒါပေမဲ့ ဒါတစ်ခုရှိတာကနေပြအနေနဲ့ဘယ်လိုမျိုးလူစင်းတွေကိုသူ့အနေနဲ့ပွဲထုတ်ပြီးတော့သုံးလာနိုင်မလဲဆိုတဲ့အပေါ်မှာမူတည်သလိုတစ်ဖက်ကဒါ Manchester United အသင်းရဲ့တိုက်စစ်ပိုင်းမှာလည်းအပြောင်းလဲလေးတွေလုပ်လို့ရတာတစ်ခုကဒီနေ့ပွဲစဉ်အတွက်ပို့ပြီးတော့အားသာသွားနိုင်ရည်ရှိတဲ့ဒါအားသာချက်တစ်ခုလို့ပဲကျွန်တော်ပြောရမှာဗျဒါပေမဲ့တစ်ခုရှိတာက Lyon အသင်းကတော့သူ့ရဲ့အိမ်ဝင်ဖြစ်တဲ့အတွက်အကောင်းဆုံးရှင်ပြိုင်ကစားသွားဖို့ရရှိပြီးတော့ Manchester United အသင်းတော်ကတော့ခက်ခဲသွားအောင်မဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲတော့ဖြစ်လာဖို့ရရှိပါတယ်ဗျ ဟုတ်ကဲ့ပါကိုကြီးကျွန်တော် Lion အသင်းနဲ့ Manchester United အသင်းတို့ရှင်ပြိုင်ကစားကြမဲ့ Europa League Quarter Final အဆင့်ဒါပွဲစဉ်နေနဲ့သူတို့အနေနဲ့ထိတိုက်တွေ့ဆုံတဲ့အခါမှာလက်ရှိအနေအထားတွေအရတော့ Lion အသင်းကတော့ပို့ပြီးတော့အားသာချက်တွေရှိနေတာတော့မှန်တယ်အင်ကွင်းလည်းဖြစ်တယ်တစ်ဖက်က Manchester United အသင်းကတော့ဒါ Premier League မှာတော့သူတို့အနေနဲ့နောက်ဆုံးပွဲစဉ်နေမှာတော့ဒါ International Break မတိုင်ခင်မှာတော့ရလက်ကောင်းလေးတွေထွက်ပေါ်ခဲ့တယ်ဆိုပေမဲ့ International Break အပြီးမှာဒါနှစ်ပွဲကစားပြီးတဲ့အချိန်မှာတော့ Twin ကိုမ Twin ယူနိုက်တက်သေးဘူးဆိုတော့အနေအထားတစ်ခုကဒါ Europa League မှာတော့သူတို့အတွက်နောက်ထပ်တစ်ဆင့်တက်ဖို့အတွက်အခွင့်အရေးကောင်းတချို့များပိုင်ဆိုင်သွားနိုင်မှာ ကတစ်ဖက်ကလိုင်ယွန်အသင်းကတော့အင်ကွင်းအသားချုပ်ကိုအသုံးချပြီးတော့ပထမအကြော့မှာပဲဒါပြပြတသားရလက်တစ်ခုကိုထွက်ပေါ်သွားအောင်ဆွမ်းဆောင်နိုင်မလားဆိုတော့အခုရဲ့အမြင်လေးနဲ့ကိုရလက်လေးကိုလည်းခံမှန်းပေးပါ ုတ်ကဲ့ပါကိုဒီပွဲစဉ်အရင်ဆုံးစတောင်းလေးပထမဆုံးကြည့်ရမယ်ဆိုရင် United ကလက်ရှိဖြစ်ပေါ်နေတဲ့အနေအထားလေးပေါ့နော် International break မတိုင်ခင်ကျွန်တော်တို့ Leicester တို့ Society တို့နှစ်ပွဲရှင်ပြန်ကစားတဲ့အချိန်မှာကျွန်တော်တို့နှစ်ပွဲပေါင်း9ခုထိသွင်းနိုင်ခဲ့တဲ့တိုက်စစ်ပိုင်းကအဲ့ဒါပြီးတော့ International break ဝင်လာတဲ့ International break ပြီးတော့ပြန်ကစားတဲ့ Northern Force နဲ့ Messi နဲ့ပွဲစဉ်မှာ United ကနှစ်ပွဲစလိုက်အသွင်းကိုကပြန်ပြီးတော့မဲ့သွားတယ်အဲ့တော့အနေအထားက United ကတိုက်စစ်ပိုင်းဆွမ်းဆောင်ရဲ့ပုံမှန်အနေအထားမှာမရှိဘူးပြောမယ်ဆိုတိုက်စစ်ပိုင်းကသွင်းတဲ့ပွဲဆိုရင်လည်းကျွန်တော်တို့၄ဂိုး၃ဂိုး၄ဂိုးလောက်ထိသွင်းလိုက်တယ်မသွင်းနိုင်တဲ့ပွဲဆိုရင်လည်းကျွန်တော်တို့တကူးမှမသွင်းဘူးဆိုတဲ့အနေအထားလေးပြန်ပြီးတော့ကြုံနေရတယ် International Break မတိုင်ခင်ထိ United ကဆွမ်းဆောင်ရနည်းနည်းလေးတင်ကျင်းစားပြုတ်လာပြီဆိုတဲ့အနေထားမှာ Donald Force ကိုပြန်ရှုံးသွားတယ်ဆိုတဲ့အနေထားမှာ United အနေနဲ့ပြန်ပြန်ပြန်ပြီးတော့ return ပြန်အောက်သွားဆိုနေထားလိမ့်မှာရှိတယ်ဗျအဲ့လိုပဲတစ်ဖက်က line out နောက်ဆုံး၅ဖွဲ့မှာ star box ကိုရှုံးခင်းနေခဲ့တဲ့ပွဲစဉ်ကလည်းကျန်တဲ့ပွဲစဉ်တွေကလုံးရက်လက်လေးကြီးကောင်းခဲ့တယ်ဒါပေမဲ့သူတို့ရဲ့ခန်းစစ်ကလည်းအရင်ကြီးတော့လုံခြုံနေနေထားမှာမရှိဘူးနောက်ဆုံး၃ဖွဲ့မှာကျွန်တော်တို့ Lily ကိုတကူပေးခဲ့ရတယ် star box ကို၄ကူပေးခဲ့ရတယ် Lee Harvey ကို၂ကူပေးခဲ့အဲ့တော့သူတို့ပေးကူပေးခဲ့တဲ့ပေးကူကလည်း9ကူရှိတယ်ဆိုတဲ့အနေထားလေးဗျအဲ့တော့တစ်ဖက်က United ရဲ့တိုက်စစ်ပိုင်းကအားနည်းချက်ရှိလို့တစ်ဖက်က Lion မှာလည်းခန်းစစ်ပိုင်းကတော့အားနည်း ်းချက်လေးရှိနေတယ်။အဲ့လိုပဲ United ကခံစစ်ကိုပြင်ကျင့်မစ United ကခံစစ်ဆန်းဆောင်ရတိတ်တော့မဆိုးလာဘူးဗျ။နောက်ဆုံး၅ဘုံမှာပေးကို၃ခုပဲရှိခဲ့တယ်။ Man City ကိုပေးကိုမပေးရဘူး၊ Leicester ကိုပေးကိုမပေးရဘူး၊ Sociedad ကိုတကူပေးရတယ်။ဒါကလည်း penalty နဲ့ပေးရတာ။ Nottingham Forest ကိုတကူပေးခဲ့ရတယ်။ Arsenal ကိုတကူပေးခဲ့ရတယ်။အဲ့တော့ United ကတိုက်စစ်ပိုင်းဆန်းဆောင်ရမကောင်းဘူးဆိုရင်တော့ခံစစ်ပိုင်းကတော့တည်ငင်တဲ့အနေအထားလေးမှာအနှဲငယ်ရှိနေဆိုတဲ့အနေအထားကိုပြန်ပြီးတော့တွေးရတယ်။အဲ့တော့ပဲတစ်ဖက်က Lyon ကလည်းနောက်ဆုံး၅ဘုံဆက်တိုက်၅ခုနဲ့အထက်သူနိုင်ငံရဲ့တိုက်စစ်ပိုင်းကလည်းသူတို့ရဲ့တိုက်စစ်ပိုင်းကောင်းမွန်မှုကျွန်တော်တို့ပြသထားတာတွေ့ရတယ်။ဒါမဲ့လည်းအဝေးကွင်းမှာ Starbuck ကိုရှုံးနေခဲ့တယ်ဆိုတဲ့ အနေအထားတစ်ခုကတော့ Lion မှာလည်းအားနည်းချက်လေးရှိရဆိုတဲ့အနေအထားကိုပြန်ပြီးတော့ကျွန်တော်သတိထားမိရပဲအဲ့တော့ဒီပွဲစဉ်ကတော့ပြောမယ်ဆိုတော့ United အတွက်ကတော့ကျွန်တော်တို့ဒီယာဒီမှာ Rural Bali မှာလည်းရှုံးဝဲမရှိသေးဘူးဆိုတဲ့အနေအထားတွေ Lion နဲ့တွဲဆုံခဲ့တဲ့ Official Tournament ၄ချိန်လုံးမှာလည်းရှုံးဝဲမရှိဘူးဆိုတဲ့အနေအထားကတော့ United အနေနဲ့တော့ဒီပွဲစဉ်မှာပြောမယ်ဆိုရင်အ ਨੇ စုံ၃ရက်လက်ရရှိမယ်ဆိုတဲ့အနေအထားတစ်ခုကိုတော့တမိုင်းကြောင်းဆင်လာရဖန်တီးပေးနေတဲ့အနေအထားလေးမှာတော့ရှိတယ်ဒါပေမဲ့လည်းအနိုင်ရရှိဖို့အတွက်ကတော့တော်တော်လေးကိုခက်ခဲမယ် United အတွက်ဒီပွဲစဉ်အများဆုံးမျှော်လင့်လို့ရတာ Lion သင်းရဲ့အိမ်ဝင်းမှာတော့တရေဆိုတဲ့ရက်လက်ကတာပို့ပြီးတော့များမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့လိုင် ုင်ုံသိအိမ်ဝင်းမာနာကြီးကိုရှုံးနေခဲ့မယ်ရှုံးနေခဲ့တာအောင်မှကျွန်တော်တို့နှစ်ခုပြက်လုံးနဲ့ရှုံးနေခဲ့မယ်ဆိုဒုတိယကြော့ရှင်မြန်ကစားမဲ့ Otterford ပွဲစဉ်ကတော်တော်လေးကိုပြောရမယ်ဆို United တော့ PR တွေညားဝနိုင်နေဆိုတဲ့အနေထားပြအဲ့တော့ဒီပွဲစဉ်မှာအကဲ United အနေနဲ့မနိုင်ခဲ့ဘူးဆိုတော့တေးရက်လက်ရရှိအောင်ကျွန်တော်တို့စွမ်းဆောင်ရင်ကောင်းတစ်ခုပြပြီးတော့ဆွဲကစားသွားရဲ့ပုံစံမျိုးအိမ်ဝင်းအတာချက်ကိုအသုံးချပြီးတော့နောက်တစ်ဆင့်တက်မယ်ဆိုတဲ့အနေထားမျိုးပို့ပြီးတော့ဖန်တီးနိုင်မှုအတွက်အခွင့်အရေးပို့ပြီးတော့များမယ်အဲ့လိုမှမဟုတ်ဘဲနဲ့အိမ်ဝင်းပွဲစဉ်ကိုကျွန်တော်တို့ထပ်ပြီးတော့ဆွဲခွန်နိုင်ရက်လက်တစ်ခုကိုမဖန်တီးနိုင်ဘူးလိုင်ုံသိမ်းရတာကျွန်တော်ဒီသူ့အိမ်ဝင်းပွဲစဉ်မှာအပြည့်အဝအသုံးချပြီးတော့ကိုပြတ်ချပြနိုင် ွဲတစ်ပွဲကိုဖော်ဆောင်သွားနိုင်မယ်ဆိုရင်တော့ United ကတော့တော်တော်လေးကိုပြောရမယ်ဆိုရင်တော့ပေးဆက်မှုကြီးမားသွားတဲ့ပွဲစဉ်တွေကဖြစ်သွားနိုင်တယ်အဲ့လိုပဲ United ကလည်းဒုတိယကြော့ အိုးထဖို့ကွန်းမှာရှင်မြန်ကစားမယ်ပွဲစဉ်ဟိုတော့ကျွန်တော်တို့ဖီရတွေမြန်မာပြတ်တဲ့ကြောင့်ဒီပွဲစဉ်အိမ်ဝင်းမှာပို့ပြီးတော့အားတချက်ရှိရတဲ့အညီပို့ပြီးတော့အားဆိုင်ကစားနိုင်မယ်ဆိုတဲ့အနေထားလေးမှာလည်းရှိနေတယ်အဲ့လိုပဲ United အကြောင်းကိုသိတဲ့ကွန်းလင်းကစားမနီမန်ဂျာမာတစ်တို့ပရီးမီယာလိနဲ့မဆိုင်တဲ့ကျွန်တော်တို့ Lagasse တို့ Benrama တို့ပြီးရင်နောက်တဲ့ခန်းစစ်ကမစ်လက်9တို့လိုကစားသမားတွေရှိနေသလိုမျိုးကျွန်တော်တို့ Bayern Munich အသင်းကစားသမားဟွန်ပီတာတိုလီဆိုတို့ဘောလည်းရှိတယ်ဂျော်ဂျီယာရဲ့လေယဉ်တိုက်ဆိုင်မှု Mikhail Tsitsi တို့လည်းရှိရဆိုတော့ လိုင်ယွန်အသင်းရဲ့လူစင်းအင်အားတော့ United ကိုလည်းအပြေးအဝဒုက္ခပေးနိုင်တယ်ဆိုတဲ့အနေအထားမှာဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ပြောရမယ်ဆို United တော့ကတော့အများဆုံးမျောလင်းချက်ကတေးဆိုတဲ့ရက်လက်လိုင်ယွန်အသင်းအတွက်တော့နိုင်မှုရာခိုင်နှုန်းများတယ်ဒါပေမဲ့ဒီပွဲစဉ်ကတော့ကျွန်တော်တို့တေးနဲ့ပဲထပ်ပြီးတော့ပြီးသွားနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်နိုင်မှာလို့ကျွန်တော်ထင်တယ် United နဲ့လိုင်ယွန်အသင်းတွေ့ဆုံခဲ့တဲ့ရာလိုင်ယွန်အသင်းရဲ့အင်ဝင်းမှာဆိုရင်အပြန်အလှန်သွင်းမှုတစ်ချို့နဲ့တကူတကူနှစ်ကူနှစ်ကူဆိုရယ်တေးရက်လက်ကလည်းဒီပွဲစဉ်မှာထပ်ပြီးတော့ကြုံလာမယ်ရက်လက်တကူဖြစ်နိုင်မှုတော့များနေပြန်တော့ဒီပွဲစဉ်မှာတော့လက်ရှိ United အသင်းရဲ့တိုက်စစ်ပိုင်းဆွမ်းဆောင်မကောင်းဆိုမှလည်းခန်းစစ်ပိုင်းအရာ စောစောင်ကောင်တချို့လည်းပြန်ပြီးတော့ဖန်တီးပေးနိုင်ထားကြရတယ်။ဒိုင်ယုံသိန်းရဲ့ကျွန်တော်တို့ပြောရမယ်ဆိုရင်အားနည်းချက်လေးရှိနေတဲ့ခံစားပိုင်းကလည်းတွင်းကိုလေးတကူလောက်ပြန်ပြီးခွင့်ပြုနိုင်နေဆိုတဲ့အနေထားမှာတော့ United အနေနဲ့ဒီပွဲမှာတော့အဝေးကမှတေးရက်လက်တစ်ခုလောက်ပဲကျွန်တော်ညောင်မင်းခွင့်ရှိမယ်ဆိုတဲ့ပွဲတစ်ပွဲမှာတော့တစ်ဖက်ကိုတကူစီနေတေးကျသွားနိုင်တဲ့အနေထားလေးရှိမယ်ပွဲစဉ်တွေဖြစ်မယ်လို့ကျွန်တော်ထင်မိပါတယ်ခင်ဗျ။ဟုတ်ကဲ့ကွ။ဆိုတော့ဒါလက်ရှိလိုင်ယုံအသင်းရဲ့တိုက်စစ်ပိုင်းဆိုင်ရာအရာစွမ်းဆောင်ရည်မှာတော့ဒါကြောင့် Manchester United အသင်းထက်ဆိုင်ပို့ပြီးတော့ကောင်းနေရတော့ကျွန်တော်ညင်းလို့တော့မရဘူး။တစ်ဖက်က Manchester United အသင်းကတော့ဒါတိုက်စစ်ပိုင်းကတွင်းကိုမတွင်းယူနိုင်ဘူးဆိုရင်တော့ခံစားပိုင်းကကိုအများကြီး ကျွန်တော်နောက်ဆုံးပွဲစဉ်၅ပွဲစလုံးမှာဒါမပြီးခဲ့ရတဲ့အနေအထားတစ်ခုတော့ကျွန်တော်တွေ့ရတယ်ဗျာဆိုတော့ဒါ international break မှာတိုင်ခင်မှာတော့သူတို့ရဲ့တိုက်စစ်ပိုင်းစွမ်းဆောင်ရည်ကဒါ ပို့ပြီးတော့ကောင်းမွန်ဒီတရားဒီလုံးစာမှာဒီအဲ့ဒီပွဲစဉ်တွေမှာဒါ Real Sociedad နဲ့ပွဲစဉ်နဲ့ Leicester အသင်းနဲ့ပွဲစဉ်တွေမှာဒါအကောင်းမွန်ဆုံးအနေအထားတစ်ခုတော့ကျွန်တော်မြင်တွေ့ရတယ်ဆိုတော့ 3C နဲ့9နဲ့41နဲ့9နဲ့ဆိုတဲ့အနေအထားတစ်ခုဆိုတော့ဒါဒါပေမဲ့တစ်ခုရှိတာက Manchester United အသင်းကဒါကျွန်တော်တို့အသင်းကြီးရင်နဲ့တွေ့ဆုံတဲ့အခါဒါတူတင်ကိုတင်ကစားတဲ့အသင်းတွေနဲ့တွေ့ဆုံတဲ့အခါမှာသူတို့ရဲ့ခြေစွမ်းမိုင်းဆိုင်ရာအရာပို့ပြီးတော့ပြသနိုင်တာကိုကျွန်တော်တွေ့ရတယ်ဗျဆိုတော့ဒါတစ်ဖက်ကဒါကျွန်တော်တို့ခန်ဆင်းနဲ့ကစားပြီးတော့ဒါခန်ဆင်းချစ်ချစ်လေးလေးနဲ့ကစားပြီးတော့တမန်တိုက်ဆက်ကိုအားပြုတဲ့အသင်းတွေနဲ့ဆို Manchester United အသင်းရဲ့ကစားကွက်က ပို့ပြီးတော့ဒါကစားတာခက်ခဲတယ်ဆိုတဲ့အနေအထားတစ်ခုကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ဆိုတော့ဒီတက်ခေါက်မှာရောဒါမန်စတာယူနိုက်တက်အသင်းကဒါကျွန်တော်ဘက်က Lion အသင်းကတော့တေချာပေါက်သူတို့အနေနဲ့ဒါ counter attacking သွားတဲ့အသင်မဟုတ်ဘဲနဲ့ဒါဘောလုံးကင်ကစားပြီးတော့အကောင်းဆုံးဒါကစားကွက်ကနေဂိုးတွေဖန်တီးတဲ့အသင်တစ်သင်းဖြစ်တယ်ဆိုတော့ Manchester United အသင်အတွက်ကတော့ပို့ပြီးတော့ကစားရချောင်မဲ့အသင်တစ်သင်းလို့ပဲကျွန်တော်ပြောရမယ်အဲဒါပေမဲ့ကျွန်တော်ပုံမှန်ထက်စာရင်တော့ဒါ Manchester United အသင်ရဲ့ကြာစင်းတွေခြေဆွဲမိုင်းဆိုင်ရာအရာမှာ Lyon အသင်ကဒါအနိုင်ရရှိသွားတာမျိုးကတော့ဒါကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီးမှဒီနေ့ပွဲစဉ်မှာတော့ဒါအခုပြောခဲ့သလိုပဲတေးရလက်ကိုတော့ကျွန်တော်ပို့ပြီးတော့သဘောကျမိရယ်ဒုတိယအကြော Manchester United အသင်ရဲ့ Old Trafford ဂွင်းမှာဒါအနိုင်ရှုံးဆုံးဖြတ်သွားမဲ့ပွဲစဉ်တစ်ပွဲဖြစ်နိုင်တယ်နဲဆိုတော့အဲ့ဒီပွဲစဉ် ကြတော့ရင်တော့ကျွန်တော်တို့ဒါနောက်ဆုံးအဲဒါ အချိန်ပိုတို့ပနဒီတို့သွားတဲ့အထိဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဆိုပေမဲ့ဒီတစ်ခေါက်မှာတော့ဒါတကယ်ရလက်ထွက်ပေါ်တာကဒါဒီနေ့ပွဲစဉ်အတွက်ဒါအကောင်းဆုံးအဖြေရလက်တစ်ခုဖြစ်သွားဖို့ရရှိတယ်ဆိုတော့ပြောရမယ်ဆိုရင်တော့ Lion အသင်းကတော့ Manchester United အသင်းကိုနိုင်ဖို့ဆိုတာလေသူတို့အနေနဲ့တော်တော်ကြီးကိုခက်ခဲခဲခဲဒါစူးစမ်းပြီးတော့မှနိုင်မယ်ဆိုတဲ့အနေအထားတခု Manchester United အသင်းကလည်း Lion အသင်းကိုနိုင်ဖို့ဆိုတာသူတို့ရဲ့လက်ရှိအနေအထားတွေအရတော့ဖြစ်ပေါ်ရခက်ခဲတယ်ခဲရင်းတယ်ဆိုတဲ့အနေအထားတခုထိဖြစ်နေတယ်ဗျဆိုတော့ဒီနေ့ပွဲစဉ်မှာတော့ဒီနှစ်အသင်းစလုံးကဒါကျွန်တော်အပြန်အလှန်အတွင်းကိုလေးတော့မြင်တွေ့ရနိုင်တယ်အခုပြောခဲ့သလိုပဲဒါကျွန်တော်တစ်ဖက်တစ်ကိုးစီလောင်းနဲ့တေးကျသွားနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ် ီးတော့ Manchester United အသင်းရဲ့အိမ်ကွင်းကြားတော့မှသာလျှင်ဒါဒုတိယအကြော့မှသာလျှင်ကျွန်တော်တို့ဒါအနိုင်ဆုံးပြတ်သားတဲ့ပွဲစဉ်တစ်ပွဲကိုတော့ကျွန်တော်တို့မြင်တွေ့တော့ရဖို့ရရှိပြီးတော့ပထမအကြော့မှာတော့ဒါကျွန်တော်အမြင့်ဆုံးမျှော်မှန်းနိုင်တဲ့ဒါ Manchester United ဘက်ကလည်းအမြင့်ဆုံးမျှော်မှန်းနိုင်တဲ့တစ်ဖက်က Lyon အသင်းကတော့တို့အနိုင်ရရှိဖို့အကောင်းဆုံးအခွင့်အရေးတွေရှိတယ်ဆိုပေမဲ့ဒါကျွန်တော်တို့ Manchester United အသင်းဖြစ်တဲ့အတွက်တို့လည်းထင်တော့တော့လွယ်ကူနေမှာမဟုတ်ဘူးဆိုတဲ့အနေထားတစ်ခုမှာတေရလက်နဲ့ဒီနှစ်သင်းက1-1ဆိုတဲ့ရလက်နဲ့ပွဲပြီးသွားဖို့ရတာတော့ဒါအဖြစ်နိုင်စီအစီအစဉ်ပွဲစဉ်တစ်ပွဲဖြစ်ပါရဲ့ဗျာ โอเคပါဘူးကျွန်တော်လာလိုင်းအသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုရှင်းပြန်ကစားကြမဲ့ယူရိုပါလိကွာတာဖိုင်နယ်အဆင့်ပထမအကြော်ပွဲစဉ်ရဲ့ပွဲစဉ်လို့လည်းတစ်ချက်တော့ပြောပြပေးပါဦးဗျာဟုတ်ကဲ့ပါကွေဒီပွဲစဉ်ကတော့ယူရိုပါလိကွာတာဖိုင်နယ်အဆင့်ရဲ့ပထမအကြော်ပွဲစဉ်ဖြစ်နိုင်ယွန်အသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းကအခုလာမယ့်ကြာသပတေးနေ့ည9:00နာရီခွဲမှာရှင်းပြန်ကစားသွားကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့လိုင်းယွန်အသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုရှင်းပြန်ကစားကြမဲ့ယူရိုပါလိကွာတာဖိုင်နယ်အဆင့်ပထမအကြော်ပွဲစဉ်ရဲ့ပွဲကြို36ဆီစဉ်မှာဖြစ်ပါတယ်နောက်တဲ့ပွဲစဉ်နေနဲ့တူလဲပြန်လာခဲ့ပါအောင်မယ်ဗျာ